ဒေတိုင်းဒေတာချင်းမြင်းကျယ်မြို့နယ်ကွန်ဆိုက်ကျေးရွာမှာတန်ကားရောနှစ်ပါးနဲ့လူပုဂ္ဂိုလ်တဦးကိုအော်တိုဘားလတစ်ရက်နဲ့က PDF တွေကဓာတ်နဲ့ထုတ်ခုခဲ့တဲ့အတွက်တန်ကားရောတစ်ပါးပြန်လည်တော်မူခဲ့ကြောင်းသိရပါဗျ။မြင်းကျယ်မြို့နယ်ကွန်ဆိုက်ကျေးရွာမှာရှိတဲ့ကံဦးဖုန်ကြီးကျောင်းမှာအော်တိုဘားလတစ်ရက်နေ့ည10:00နာရီခွဲအချိန်ကဆရာတော်ဦးတီတာတက်တော်35နဲ့ဝါတော်35ဝ ်ဦးစံနီမှာတက်တော်36နဲ့ဝါရော်နဝါနဲ့ကွန်ဆိုက်ကျူရမှာနေထိုင်တဲ့ဦးမြင့်စိန်တို့နဲ့အတူရှိနေစဉ်စိုက်ကဲ3သိန်းနဲ့ PDR 5ကိုရောက်ရှိလာပြီး၎င်းတို့ကိုတက်မရော်ရေတပ်ဖွဲ့ဝင်တွေနဲ့ဆက်သွယ်မှုရှိတယ်လို့ပြောဆိုပြီးဓာရီနဲ့ဝိုင်းဝန်းထုတ်ခုတ်ခဲ့ကြောင်းသိရပါတယ်။အဲ့လိုဓာရီနဲ့ထုတ်ခုတ်မှုကြောင့်ဆရာတော်ဦးတီတာဟာရင်းညွှန်းထိုးသွင်းတရားတစ်ချက်ဝဲပောင်ဝဲချီစလုံးပြက်ရှတ်တရားနှစ်ချက်တို့ရရှိခဲ့ပြီးပြန်လည်တော်မူခဲ့ကြောင်းသိရပါတယ်။အဲ့လိုပဲတခြားတန်ခါတစ်ပါးဖြစ်တဲ့ဥဆန်နီမာဟာဥကောင်းနောက်ဆွေပြက်ရှတ်တရားတစ်ချက်နဲ့ဥမြင့်စိန်ဟာ ဝဲမျက်ခုံပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ပြီးမြင်းကြံခရိုင်ပြည်သူစေယုံကိုပို့ဆောင်ထားရှိကြောင်းသိရပါဗယ်။ယခုကဲ့သို့မြင်းကြံမှာတန်ကားတော်တပါတပြက်ခရိုင်မှုဖြစ်စဉ်အပောင်းဝင်2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပွားပြီးနောက်ပိုင်းပြစ်ခတ်မှုဖြစ်စဉ်တွေနဲ့လောက်ကျန်တပြက်မှုတွေကြောင့်တန်ကားတော်အပားတရာကျော်ပြန်လည်တော်မူခဲ့ရပြီးတင်းအောင်ဆရာနှစ်ပါးလည်းတည်ဆုံထားပါဗယ်။နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနဲ့တိုက်ပွဲတွေကြောင့် ြန်လည်တော်မူခဲ့တဲ့ရဟန်းတန်ကဥယေဟာရဂန်နှုံးအဖြစ်အနှင်းငယ်များသာရှိပြီးရဂန်နှုံး90ကျော်မှမူအမျိုးမျိုးသောဆွတ်ဆွဲချက်တွေနဲ့ PDF တွေရဲ့တပ်ဖြတ်မှုကြောင့်ပြန်လည်တော်မူခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်